ဤကတင်းကြိုင်တွင်တိုက်ပွဲကြဂျပန်စစ်သားတချို့၏ကားပြက်ကားဟောင်းများမိုင်းထိပ်ပုံထိပ်ကားပြက်များစွာကိုထားသည့်နေရာတစ်ခုဖြစ်လေသည်တချို့ကားများသည်ကြီးစံများထိမှန်သားသည်မှာစကားပေါက်များပင်ချီ၍နေ၏တချို့ကားများကတော့ပိန်ဖောင်းကျွတ်ကျရင်တည်ဆုံးသွားသူများ၏တွေးစတွေးနာများကကားအိုကားပြက်များပေါ်တွင်ဟိုနေရာဒီနေရာတွင် ပေဆွန်းတင်ကြန်နေကြလေသည် ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ paranormal club channel လေးကနေဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမင်းအောင်ကျော်ရေးသားတဲ့ကာတင်ကျိုင်းကဇာတ်လမ်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအချင်းချင်းဟူသောမိုးချိန်တံများနှင့်တဆက်တဲ့အလင်းရောင်လင်းစားများကကောင်းကင်တစ်ခုလုံးတွင်ဝင်လက်သွားသည်လျှက်စီများလက်လိုက်ချင်းဖြည့်ထို့နောက်တောမြေတံများနှင့်တူမိုးနှင်လေများကရုံတော့ကအော်မြေလာကြပြန်လေသည် ကျန်တဲ့သောလေပင်များနှင့်အတူပက်ကတ်မှုများကြောင့်ပတ်ဝန်းကျင်ရှိတစ်ပင်ကြီးငယ်များကလေမှုများကြားတွင်လှုပ်ရှားရန်ကလျက်ရှိနေကြ၏လေသည်ကြမ်းရမ်းလိုက်နှူသွေးလိုက်ဝူရောကမူပောက်ပေါက်များတုန်ကျဲနေသည့်အလားအဟုန်ပြင်းစွာကဘာမြေပြင်ပေါ်သို့ကြာရောက်လျက်ရှိနေကြလေ၏လီမိုရို၏အော်မီတိုက်ခတ်တံများကအနာဘာဝမကောင်းဆိုးဝါးများ၏အော်မီတံများနှင့်တူနေ၏ တစ်ချက်တစ်ချက်ထိုးနှက်ပတ်ဝဲလိုက်တော့ပျက်စီးလျက်လျက်များအောက်တွင်တော့တွေ့ပြောင်းရှိန်ခါနေတော့တစ်ပင်ကြီးငယ်များစွာတို့ကတုတ်တန်တစတင်ချိုင်းဝါတွင်တစီတရေများကုန်ထလာကြသည်လို့ထင်ကြရလိမ့်။နိုင်ဝက်ခန့်ကြများတဲတဲမဲမဲရွာသွန်းပြီးလေတော့မောဟိုက်သွားသည်လူတယောက်လားအချိန်ပြင်းစွာဒလကြံရွာသွန်းနေလေတော့မူသည်အာရော့သွား၏။ရှိန်ရိုက်နေတော့တစ်ပင်များတဲ့မဲ့သွားကြ၏။မဲမောင်နေတော့ကောင်းကင်သည်အနှိမ့်ငယ်ဖြူ၍သွား၏။ လေတံမိုးတံနှုတ်ရှားအပ်များကတစားတစားငိမ့်သက်စပြူလာလေတော့၏ကာတင်ညာကြီးနှင့်အတန်ငယ်ဝေးလေသည့်ရက်ွက်တဲမှ လူနေအိမ်တချို့မိအောင်ပြပြတင်းလာကြ၏စကားပြောဆိုတံများကငိမ့်သက်စပြူလာလေသော လီမိုးများ၏အောက်တွင်မတဲမကွဲ ကြားစပြူလာ၏အချိန်ဒီနာယီပြန်နှစ်ချက်ဟု ခေါ်လေသည့်ည၂နာရီခန့်ရှိ၏ ထိုချိန်တွင်မိုးမခတော်တန်းကာတင်ဆိုင်ပတ်စီမှကြောက်မက်ဖွယ်ရအတန်အကြီးတစ်ခုကညတစ်ခုကိုထွင်ဖောက်ရန်၆၆ခြားခြားလွင့်ကြလာ၏။အမလီပြေးပါပြီဗျကြောက်ပါပြီကြောက်ပါပြီထိုအတန်အကြီးမှာခပ်ပေါ်လာပြီးခဏမျှကြာလေတော့တစတစတိတ်ဆိတ်သွားပြီးမကြမီ လုံးဝငြိမ်သက်သွားလေတော့သည် အချိန်ကမြမပြည်သို့ဂျပန်များ ဝင်ရောက်ကာစားတမင်ရဖြစ်လေသည် ထိုချိန်တွင်ယခုမင်္ဂလာတော်ဟူ၍ခေါ်သောအရ၌ဤကဲ့သို့တိုက်တာအင်ကြီးများနှင့်မစီကားမတိုက်မြိုက်ပင်ကြီးမာသောတစ်ပင်ချုံမင်ကြီးများကဥန်ဆိုင်၍တောများတောင်များအဖြစ်နှင့်သာရှိနေကြသေးလေသည်ဂျပန်များသည်အင်္ဂလိပ်မဟာမိတ်တပ်များကို တိုက်ထုတ်၍မြန်မာပြည်သို့ ဝင်လာကြသည် ထိုကားရိုးချစ်စိတ်ရှိသောမြမလူငယ်တို့ဂျပန်စစ်တပ်များသို့ဝင်ကားစစ်မှုခံကြလေသည် ဤမင်္ဂလာရုံမျိုးနယ်ရှိဂျပန်စစ်တပ်သည်တိုက်ခိုက်ရေးတပ်တော့မဟုတ်ပေမြို့လယ်ရှိတပ်တခုမှခွဲ၍ထားသောမော်တော်ယာဉ်တပ်တခုများသာလျှင်ဖြစ်လေသည်ထိုမော်တော်ယာဉ်အဝင်းဝိုင်းကြီးသည်ငါးဧကမြကျယ်ဝန်းလေတပ်ဝိုင်းကြီးတောင်းတနေရာတွင်တော့ကားတင်းညိုင်းဟုခေါ်သည့်တိုက်ပွဲကြဂျပန်စစ်သားများ၏ကားပြက်များမိုင်းထိဘုံထိတင်ကားအပြက်များထားရှိသည့်နေရာတခုရှိလေသည်ဂျပန်များမြန်မာပြည်သို့ရောက်ရှိလာခြင်းတွင် ဘတူဘဖြူတာဖြူငဆင့်ဟူသောတငယ်ချင်းလေးဦးဂျပန်တပ်သို့ဝင်ကြလေသည်တင်နန်းကာလာများပြီးဆုံးချိန်တွင်အလုံးကံကောင်းထောက်မစွာဤဂျပန်မော်တော်ယာဉ်တပ်၌ပင် အတူတကွအမှုထမ်းကြရလေသည်စစ်မျက်နှာထွက်မြေမော်တော်ယာဉ်များအိုအောင်းများပြုပြင်တက်ဆင်စစ်ဆေးကြရသလိုသုံးဆွဲမရတော့အောင်ယူရင်းပျက်စီးနေသော ကားပြက်ကားဆုံများကိုတော့ကားတင်ဆိုင်ဟုခေါ်သောကားပြက်များစုပုံထားရာတက်နယ်တနေရာရှိကားတင်ဆိုင်စီတို့ပို့ကြရလေသည် ထို့ဂျပန်မော်တော်ယာဉ်ကားတပ်ဘေးတွင် အမှုတမ်းများနေထိုင်သောနိုင်ငံများနှင့်ဂျပန်အရာရှိကြီးများနေထိုင်သောဟိုတယ်အဆောက်အအုံများစွာ ရှိကြ၏။ဘာတူနှင့်ဘာဖြူမှာအိမ်တော်တွေများဖြစ်ကြလေ၍အိမ်တော်တွေနိုင်ငံများတွင် နေထိုင်ကြသည်။ပါဖြိုးနှင့်ငစင်မာမူလူပြိုလူလွတ်များဖြစ်၍လူပြိုဆောင်များတွင် နေကြရ၏။ဤနေ့သည်မိုးတဆွေဆွေတဲနေလေ၏။ အေးမြမြရာတိရက်တရက်၌အလုတ်သိမ့်ငိန်ပြီးတော့ဘာပြူနဲ့ဘာတူတို့နှစ်ယောက်တာဖြိုးနဲ့ငစင်ကိုချိန်ဆူလိုက်သည်ဖျောက်တာဖြိုးနဲ့ငစင်ဒီနေ့တနေ့လုံးမိုးပါလေအေးရကွာအလုတ်သိမ့်ရင်မင်းတို့ငါတို့အိမ်အောင်တဲ့လိုင်းဘက်ကိုလာခဲ့ကြလေသွေးပူပါအောင်တစ်ခွက်တစ်ဖလားလောက်ချရရအောင်ကွာဘာတူနဲ့ဘာပြူမှာဝါသနာတူကြလေဒီမို့မကြာခဏဆိုသလိုဝိုင်းဖွဲ့ပြစ်ကြ၏ ပါဖြိုးနဲ့ငစက်မှာတခါတရံခေါ်လုံးမကခေါ်လီမလူချင်းစုံဝိုင်းခွဲတက်ကြ යි ဒီနေ့အလုတ်ချိန်ပြီးတော့အိမ်တော်တွေလိုင်းရှိဗတ်ဖြူတို့အိမ်တွင်စုံကြ යි ဓာဒီဦးတို့ကအေးစိတ်နေ၍ဗတ်တူဗတ်ဖြူတို့ဤအခင်ကျင်းဝိုင်းသည်ဥရုရာသည်နှင့်ပနံတင်၍နေလေတော့သည်ဖန်ခွဲဤနှကန်းသားအထိရင်းနှင့်ရောတာသောအရက်ခွက်ကိုတောက်လိုက်ရင်ငစက်တယောက်စကားဆိုလိုက်သည်ကိုဗတ်တူ ခုတလောကျုပ်တို့မော်တော်ယာဉ်တပ်ဝင်တွေမှာကားပစ္စည်းတွေပျောက်ပျောက်နေတဲ့တဲ့ရင်ကိုကိုဘတ်တူကြားမိသေးလားအေးကွာခုမနက်ပိုင်းကပဲကြားခဲ့တယ်အကွာပစ္စည်းတွေကဘယ်တော့ကလေးကပျောက်နေမှန်းမသိတာကွာကိုဘဖြူကြား၍အပြောတာဖြူမှလည်းအင်းဒီတဲ့ရင်ဂျပန်ရာရှိရင်နာပောက်သွားရင်တော့စီကဲဥပဒေတွေထုတ်လာလိမ့်မယ်ထင်တယ်အေးပေါ့ကွာပြဿနာဆိုတာဘာမှမဖြစ်တာအကောင်းဆုံးပဲမဟုတ်လားပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင်လည်းဘသူတဦးတယောက်မှနေလို့ထိုင်လို့မကောင်းတော့ဘူးကွာ စီမင်းစီကန်နေဆိုတာလေပြင်းကျက်လာတော့မယ်။ကဲပါကွာ။ဆရာမင်းစီစိန်နေခန်းစားနေချိန်မှာစိတ်ညစ်စရာတွေတွေးပြီးပြောမနေနဲ့။အပြေဝဒီဂရီလေးတွေ့ရအောင်မြန်မြန်ချလိုက်ကြ။ဟာဟာဟာ။ဟုတ်တော့ဟုတ်ပါတယ်ကိုပတူရဲ့။ဒါမဲ့လေကျုံတယ်ငစင်ကအေးမကြည့်ဘူးဗျ။တူတူကရိုးရိုးဝင်နေအစင်ပဲရှိကြတာ။ခမားနဲ့ကိုပဖြူကလုံယုံရေးမှုတွေလေ။ဒီပြဿနာကတနေ့မဟုတ်တနေ့ခမားတို့ကောင်းဖို့ရောက်လာလိမ့်မယ်။ ။ပါဖြိုးစကားကြောင့်ပူပတူတရားတောက်ရန်ပြင်လိုက်တော့အရက်ခွက်ကိုအောက်သို့ပြန်ချလိုက်ရင်တက်ပြင်းမောတစ်ခုကိုချလိုက်။အင်းပါဖြိုးပြောတာလည်းဟုတ်တယ်ကွာ။ဒီဒိဆာကဂျပန်ရရှိရနာပောက်သွားရင်ဒို့ဘော်ကိုပုံကြလာတော့မယ်။ခင်ကြီးပေကတိတိုင်းနောက်တနေ့မနမိုးလင်းသည့်အခါတွင်တော့ဂျပန်မော်တော်ယာဉ်တဝန်းထဲမှကားပစ္စည်းများညစဉ်နှီးပါပျောက်ဆုံးနေကြောင်းသတင်းတရက်ကဂျပန်အရာရှိများ၏နားစီတို့ပေါက်ကြားသွားပါလေတော့သည် ထို့ကြောင့်မော်တော်ယာဉ်ပစ္စည်းများကိုစောင့်ရှောက်ရင်းလုံခြုံရေးတာဝန်ကိုယူနေရသောကိုဘတူနှင့်ကိုဘပြူတို့အားဂျပန်အရာရှိများရုံးတော်မှစင်ခေါ်စာရောက်လာလေတော့သည်ဂျပန်စကားပြန်မှတဆင့်ကိုဘတူနှင့်ကိုဘပြူတို့အားမေးလာလေကိုဘပြူနဲ့ကိုဘတူကျုပ်တို့မော်တော်ယာဉ်တက်မှာညစဉ်ကားပစ္စည်းတွေအခိုးခံရပြီးပျောက်ဆုံးနေတယ်လို့ကြားတယ်အဲ့ဒါဘာကြောင့်လဲမောင်ရင်တို့တက်ကင်းနေချပြီးမစောင့်ကြဘူးလားလို့မေးနေတယ်စောက်စောက်ပါတယ်ခင်ဗျာ ဆောင်ရဲသားနဲ့ဒါဆိုရင်ဘာဖြစ်တာလဲဟာခမည်းတော်တာဝန်ပေါ်ရုံမူကြောင့်ပဲဒါနောက်ဆုံးဖြစ်ပလေနောက်ထပ်ပစ္စည်းတွေအခိုးခံရတဲ့သတင်းကြရင်တော့ခမည်းတော်လုံခြုံရေးတာဝန်မှုတွေမလွယ်ဘူးတာမှတ်ဂျပန်ဘူတဲမှပြန်လာကြတော့ဘာဖြူနဲ့ဘာတူတို့နှစ်ယောက်မှမျက်နှာများမကောင်ကြဤကိစ္စသည်တနေ့မဟုတ်တနေ့မိမိတို့နှစ်ဦးကောင်းမတို့ပုံကြလာလိမ့်မည်ကိုသိနေပြီးသားဖြစ်လေသည်ထို့ကြောင့်တညရင်တော့ဘာဖြူနဲ့ဘာတူတို့နှစ်ယောက်တိုင်ပင်ကြသည်ဖြစ်အောင်ဘာတူ ါတို့ဒီလိုလုပ်ကြရင်မကောင်းဘူးလားဘာဖြူတယောက်ဘာတူနာတို့ကဲ့၍ခတ်တူတို့အကြံတခုကိုပြောပြလိုက်သည်ဟာဖြစ်ပါမလားဘာဖြူဟာအိုးဖြစ်ပါရကွာဖြစ်ရင်လည်းမင်းကမင်းမဲ့လုံမောင်းရင်ငါ့အိုတော့မခွန်နဲ့ကွာမလိုက်ဘူးငါတရေကြောက်တတ်တယ်မင်းကွာကြောက်စရာမရှိကြောက်နေတယ်ယောက်ျားကြီးမဟုတ်တဲ့အတိုင်းပဲမင်းမလိုက်လေငါတယောက်တည်းသွားမယ်ကွာမိမိတို့အားဂျပန်ပို့ကျုံမှခေါ်ယူရေးမင်းမြန်ငယ်ဒီနေ့က မော်တော်ယာဉ်တပ်တွင် ပစ္စည်းများညစဉ်အခိုးခံရခြင်းသည်လုံခြုံရေးတာဝန်ယူသည့်တာဝန်မှုများ၏ပေါ်ရမှုကြောင့်ဟုဆိုခဲ့သည်မိမိတို့သည်ညစဉ်ကင်းများကို မချ၍မဟုတ်ပါချပါ၏သို့သောကင်းကိတ်ရှိကတားများသည်အိပ်ပျော်ခြင်းအိမ်ငိုက်ခြင်းညစဉ်ကင်းလဲမစစ်သည်မို့ခက်ဆော့သောမိမိတို့၏နိုင်ငံများသို့ပြန်သွားကြသည် ထို့ကြောင့်လူနေရက်ွက်နှင့်မလက်မကန့်တွင်ရှိနေသည့် ီမော်တော်ယာဉ်ဝင်းလေးမှာညာစဉ်ဆိုသလိုကားပစ္စည်းများပျောက်ဆုံးနေရခြင်းဖြစ်လေ။ထို့ကြောင့်ကင်းကိတ်များကိုစနစ်တကျကြံ့မရန်ကိုဘဖြူနှင့်ကိုဘဒူတို့နှစ်ယောက်စီစဉ်ရလေတော့၏။မစီစဉ်၍လည်းမဖြစ်ဤတဲ့ချင်းထက်၍တစုံတစ်ခုပျောက်ရှပါကမိမိတို့နှုတ်ဦးသည်ဂျပန်အရာရှိများ၏ပြင်းပြင်းထန်ထန်အပြစ်ပေးမှုကိုခံရတော်မူဖြစ်လေသည်။ ထို့ကြောင့်ကင်းသမားများကိုအိမ်မကိုက်ကြစေရန်နှင့်ကင်းတဲ့ညတွင်အချိန်ပြည့်ရှိနေရန်ခေါ်ယူသတိများပေး၍မိမိတို့နှစ်ယောက်မှလည်းညသင်ကင်းကင်းများကိုလှည့်၍စစ်ဆေးကြရန်စီစဉ်ရတော်၏။အိမ်နောက်တဲ့လိုင်းများပေါ်မှနေ၍မော်တော်ယာဉ်ဝင်းတောင်တနင်္လာရှိမူမခပင်များအုံဆိုင်နေသောကားတင်ကျိုင်းပစီတို့ကိုပါသူတယောက်တစ်ချက်လမ်းမျောကြည့်လိုက်ရင်မှမိမိပေတွင်ရင်းနှီးချမ်းတောက်နေသောကိုပါဖြူအားမေးလိုက်သည်။ဒါနဲ့မင်းစီစဉ်ကဘရော့ဆာမှလည်းပါဖြူဘရော့ဆာမဲဆိုရင် အင်းဒီညာပဲစမကွာဘိုးကတဖြောက်ဖြောက်နွန်းဆွေနေတော်သည် အချိန်ကည6နာရီသာရှိသေးသည် မိုးသားဘိုးဤတို့ကြောင့်ညသည်မောင်မောင်မဲမဲညမောင်နှင့်ရှိနေ၏ကိုဘဘီတရားလက်ထဲတွင်အမေသားသိန်းအထုပ်တထုပ်ကိုကင်ရင်ကာတင်ညိုင်းဝင်းရှိသည့်ဝမခတော်ဘက်သို့ခပ်ပွတ်ွတ်ထွက်ခွာလာခဲ့သည်တစ်ပင်ကြီးငယ်တို့ကအုံဆိုင်နေကြသည်တစ်ချက်တစ်ချက်ဖြန်းဖြန်းဖြန်းဟုသောကိုယ်ရန်တိုက်ခတ်တိုက်သည့် ိုးလေများကြောင့်တစ်ပင်ကြီးများပေါ်ရှိတိကိုင်းတစ်ခတ်များကမိုးဆက်များကိုခါချလိုက်ရင်ညွတ်ကိုင်းရင်ခါသွားကြ၏။ကိုပါဖြူဖြန်းကနေစက်သိန်းများထား၍သွား၏။ဒါတော့အိမ်မထွက်လာကားစားတွင်ရဲစီလေးများတင်လာသည့်အချိန်ကြောင့်မပြေးတော်လဲကြောက်မိသလိုတော့ဖြစ်၍သွား၏။တကယ်တော့အမှန်တိုင်းဝန်ခံရပါမူကိုဘဖြူလူသားတို့ပြီးပြီးမကြောက်၍မဟုတ်ပါကြောက်ပါ၏ သို့သောမိမိတို့ပေါ်ပုံကြနေသည့်တာဝန်တစ်ခုကဤသို့မျှမဖြစ်ရှင်းလေလင်းမဖြစ်လေသည်မို့ဤစီစဉ်ကို ကိုပဖြူရွေးခဲ့ရခြင်းသာဖြစ်တော်သည်ဤကတင်းညိုင်းတွင်တိုက်ပွဲကြဂျပန်စစ်သားတို့၏ကားပြက်ကားဟောင်းများ မိုင်းထိပ်ပုံထိပ်ကားပြက်များစွာကိုထားသည့်နေရာတစ်ခုဖြစ်လေသည်တချို့ကားများသည်ကြီးစံများထိမှန်သည်မှာ စကားပေါက်များပင်ချီ၍နေ၏ တချို့ကားများကတော့ပိန်ဖောင်းကျွကျရင်တည်ဆုံးသွားသူများဤတွေးစားတွေးနာများကကားအိုကားပြတ်များပေါ်တွင်ဟိုနီယာဒီနီယာတွင် ပေဆွန်းတင်ကြန်နေကြလေသည်အတွေ့ဖြင့်တဦးတွင်ထွက်လာခဲ့၏ကားတင်ညာဆက်သို့ရောက်လာလေသည်ကိုပါဖြူဘေးဘီဝေယာတို့တစ်ချက်လှမ်းကြည့်လိုက်၏မောင်ပိန်နေသောညရဲတွင်တော့ပိုးဆုံးကျူလီများသာဟိုသည်တွာလာနေသည်ကို တွေ့ရသည် ကားပြက်များစုပုံထားသည့်နေရာတွင်ဝမခပင်များကတောအုပ်ကြီးတမြအုံဆိုင်ရှက်ဖြာနေလေသည်ကုကဖြူကားတင်းကြီးဇန်နာတို့ကတ်လိုက်၏တို့တချောင်းကိုယူ၍ကားပြက်တစ်ခုကိုခေါက်လိုက်၏ကဲကဲကားတင်းကြီးဝင်းထဲမှာရှိနေတဲ့မကျွတ်မလွတ်သေးတဲ့ပရလောကသားတွေမင်းတို့ကိုတခုပြောမယ်နားထောင်ကြဒီကားဝင်းတင်းကြီးဝင်းထဲမှာညတဲ့ကားပစ္စည်းတွေပျောက်ပျောက်နေတယ်ဒါကြောင့်ဒီကားဝင်းထဲကိုဝင်းဝင်းခိုးနေတဲ့တခုကိုလည်းဖမ်းမိပါ ပြီးတော့ကင်းကိတ်ကကင်းသမားတွေညာညာကင်းဆောက်ရင်အိတ်နေရင်လဲရိုက်ပြီးနှိုးပေးပါပေအောင်တော့မလုပ်ပါနဲ့ကြောက်ရုံလန့်ရုံလောက်ပဲလုပ်ပါဒါတမှုရဲ့အမိန်ပဲကာတင်ညိုင်းဝင်းမော်တို့ဖျာကြအုံမိုးနေသည့်မိုးမခပင်ကြီးမှာတစ်ကိုင်းတစ်ရွများလေမိုးမတိုက်ပါလေရဲ့လှုပ်ရှားဂျိန်ထိုးသွားသည်ကိုတွေ့ရလေသည်ခဏအကြာတွင်တော့ထိုနေရာမှကိုဘဖြူတယောက်ခတ်တုတ်တုတ်ထွက်ခွာလာခဲ့လေသည် တိတ်ဆိတ်နေသောညအောင်မှကင်းတဲ့တန်ချောင်းခောက်တန်လေးများကတနာရီလင်းတစ်ချိန်ကျထိုးရင်အလှဲ့ကျထွက်ပေါ်နေလေထိုးတန်ချောင်းခောက်တန်လေးများသည်ကာတင်ညိုင်းစီမှဖြစ်လေကာတင်ညိုင်းကြီးကိုဝန်းရံထားသောကိန်းများမှလေးခုရှိလေသည်ညသည်တဖြည်းဖြည်းနဲ့၍လာ၏ကာဝင်း၏နောက်ဘက်ဂိတ်တွင်ယနေ့ည၌လာမောင်လေးထုံးဝေလာဦးတို့သုံးဦးကင်းဂိတ်ကြား၍နေကြ၏ အခြားသောကိန်းဂိတ်များမှာအနှက်ကျတန်ချောင်းခောက်တဲ့များကြားနေရတော့လဲထုံးပေတို့တာဝန်ကျနေသည့်အနောက်ဘက်ကိန်းဂိတ်စီမမှုတန်ချောင်းခောက်တဲ့မှာ9နိုင်ခန့်ထိလောက်သာကြားရပြီးနောက်ထပ်မကြားရတော့ဘူးထုံးပေကမ်းမောင်လေးတို့ကအတောက်စားရှိကြသူများဖြစ်နေထိုညာကကင်းတဲ့သူကင်းဆောင်မလာမီ ထုံးပေနဲ့လှမောင်လေးတို့နှစ်ယောက်ရက်ွက်လေးဘက်သို့ထွက်ခွာသွားသည်ကို တွေ့ရ၏ဇမကလေးများမိဝဲရန်သွားကြခြင်းဖြစ်လေသည် လာဦးမှာလေးဘက်များတွင်အလုတ်ကျန်းများလုခဲ့ရ၍ကင်းနေစီတို့အယောက်ည9နိုင်ခန့်တွင်ပင်မန်း၍အိမ်ငိုက်လာသည်9နိုင်လောက်ထိသာဂယုဆိုင်၍ကင်းတန်းပေးနိုင်ခဲ့၏တွန်ပေနှင့်လမောင်လေးတို့မှမူရမကအရှိန်ဖြင့်ကာဝရိန်သာတို့တက်ကစိန်ရကြရင်တခေါကောဟောက်ကအိပ်ပျော်နေကြလေတော့၏ထိုစဉ်ကင်းနေဤတို့အိမ်နေကြီးတခုကတွွ့၍ကတ်လာ၏၆ပေသာသာလောက်မြင်မာသည့်ထောင်းထောင်းမောင်းမောင်းလူကြီးတယောက်ဖြစ်၏ ဂျပန်စစ်သားဝတ်စုံကိုလည်းဝတ်ဆင်၍ထားလေသည်ထိုအိမ်မဲကြီးကလာဒီကိုလှမောင်လေးတွေ့နေရ၏သို့သောအိမ်ယာမထား၍မရအိမ်မဲကြီးသည်ကင်းတဲ့စစ်သို့ရောက်လာ၏လှမောင်လေးသည်မိမိဘေးမှအိပ်ပျော်နေသောထုံးပေကိုနှိုးရန်လက်ကိုလှမ်းလိုက်၏သို့သောလက်တို့ကလှုပ်ရှား၍လုံးဝမရနောက်ဆုံးပါဇက်မအော်ဟင်ရန်ကြိုးစား၏ထိုကားပါဇက်သည်လည်းအပတ်မထွက်ကြောင်းသိလာရသည် ထိုရာသည်လှမောင်လေးတို့အဖို့တကယ်လိုလိုအိမ်မက်လိုလိုဝေခွဲရခန့်နေအရင်မဲမဲကြီးမှာကင်းတဲ့ရှိတွင်ရက်လိုက်ထို့နောက်မိမိအားတစ်ချက်မေးလိုက်သည်ဟဲ့ရနေဒါကင်းဆောင်နေရလားကွကင်းသမားဆိုတာအိမ်နေလို့ရလို့လားစကားဆုံးလေးဒီနဲ့အရင်မဲကြီးကလှမောင်လေးကြောပြင်တို့လဝါဖြင့်တအားရိုက်ချလိုက်လေသည် အမလီကြောက်ပါပြီဗျလှမောင်လေးလက်အော်ရင်မှငိုး၍သွားသည် နမောင်လေးတယောက်ကုန်းရည်ထားထုံးပေနဲ့လာဦးလို့လဲ။အော်ရင်ဂျိုင်းသူ80နောက်ဆင့်နိုးလာကြဤ။ဖျောက်ထုံးပေမင်းမင်းကဘာလို့ရိုက်တာလဲကွာ။ငါငါမင်းကိုဘာမှရိုက်လို့တယ်ကွာ။ဒါဖြင့်ငါကြောပင်ကိုရိုက်တာဘာလို့လဲကွာ။ဖျောက်လာဦးမင်းမလာကွာ။ဟာငါဘာလို့ရိုက်ရမှာလဲ။ငါ့ကိုလည်းရိုက်တယ်ကွာ။မင်းတို့ရောငါ့ကိုရောမင်းရိုက်တာလားလှမောင်လေး။ငါမရိုက်ပါဘူးကွာ။ဟမ်ဒါဆိုတို့၃ယောက်တော့ရိုက်ခံရတာပေါ့။ ထွန်ပေလှဦးလှမောင်လေးတို့သုံးဦးအတီးတီးကြောပြင်းများကိုအရိုက်ခံလိုက်ကြရည်။ထိုမှသုံးစလုံးကင်းဆောင်ရင် အိပ်ပျော်သွားသည်များကို အမှတ်ကြလာမိကြလေတော့သည်။အော်ငါတို့အိပ်ပျော်သွားကြတာပဲ။ဒါဖြင့်ငါတို့ကြောကုန်းကိုရိုက်ပြီးနှို့တာဘာတူလဲကွာ။ဟိုကားလှမောင်လေးကသူ့အိမ်မက်မက်နေလိုလိုတကယ်လိုလိုဖြစ်ပျက်ခဲ့သည့်ဖြစ်ပျက်များကိုလှဦးနဲ့ထွန်ပေတို့နှစ်ယောက်အားပြောပြလိုက်၏။ဟမ် ဒါဆိုရင်ငါတို့ဂျောကုံကိုလဝန်းနဲ့ကြိုက်ပြီးနှိုးခဲ့တာအဲ့ဒီအရင်မဲကောင်ပဲဖြစ်ရမယ်။တယောက်ကြီးဂျောကုံကိုတယောက်ကတမိပြင့်ထိုးကာကြည်ကြ၏။အတီတီညံနာများသည်အံ့ဩမှုရိပ်များလွှမ်းခြုံသွားလင်အချိန်ကည9နိုင်ခန့်ရှိလေပြီ။မကြမြင့်မီ ကာလာကပင်မော်တော်ယာဉ်ကားဝင်းရှိကားဂိတ်များကအချက်ပေးတန်ချောင်းခောက်တံများကြားလိုက်ရ၏။တောက်လက်စာ secret lake ကိုမိတက်လိုက်ရင်ကိုဘတ်တူစကားစလိုက်သည်။ ည9:00နာရီထိုးပြီဗျသူတို့ကင်းနေစစ်ကြရအောင်ကိုပါဖြူစကားဆုံးမိနှင့်မော်တော်ယာဉ်ဝင်းပတ်လေတွင်ချန်ရန်ချတာသောကင်းဂိတ်တဲများစီတို့ကင်းစစ်ရန်ထွက်လာကြ၏ကောင်းငင်သည်မိုးရိပ်မူသားတို့ကြောင့်ဟုံအောင်ပြပြရှိနေမော်တော်ယာဉ်ဝင်းတစ်ခုလုံးမှာငိမ့်သက်အိတ်စိတ်နေနိုင်ငံများရှိလူများသည်လည်းအိတ်ဆက်နေကြလေပြီကိုပါဖြူနှင့်ကိုပါတူတို့လူစုမှာမြောက်ဖက်ကင်းဂိတ်စီတို့ဦးတည်လာ၏ မြောက်ဖက်ကင်းဂိတ်တွင်ယနေ့ညတာဝန်ကြသောကင်းသားများမှမဆင့်၊ဗာဖြိုး၊အုံးမောင်တို့သုံးယောက်ဖြစ်၏။ကိုပါသူတို့လူစုသည်အလုံးဒီပါ၃တောင်တို့တံမီကိုစီပါလာကြ၏။ကင်းနန်းနာစီတို့တဖြည်းဖြည်းရောက်လာ၏။ဒီနေ့ညကင်းဂိတ်များကို အမည်ဝက်ပေးထားသောနာမည်မှာဇင်ယော်ဟုဖြစ်လေသည်။ကင်းနန်းနာနီလာသည်နှင့်ကင်းသမားများအချင်းတွင်ကိုအကဲခတ်လာ၏။လှုပ်ရှားမှုအရေးအယံကိုမတွေ့ရ။ကိုပါသူတို့ကိုပါဖြူအားလက်ပြရင်းအချက်ပေးလိုက်သည် တဆက်တဲ့လက်ထဲတွင်ကိုင်းသောသုံးနောင်ထိုးတမီးကိုလည်းကင်းနေစီသို့ထိုးလိုက်။ကိုကကင်းနေစီမှအတန်တခုထွက်ပေါ်လာသည်။ဟေးလူတွေလည်းဟေးတို့ဇင်ရော်လေးကွာ။စကားဆုံးတော့ကင်းနေနာသို့ရောက်သွား၏။ကိုဘတူတို့ရဲ့လာလာအထက်ဝင်ကြပါဗျာ။တာဖြိုးတန်ကိုကြားလိုက်ရ၏။ကင်းနေစီတို့ဝင်ရင်ကိုဘတူတို့ခိတထိုင်နေကြသည်။အတိုင်ငယ်ကြလေတော့ဒါနဲ့ဒီညဘာထူးရောက်မှုရှိလဲတာဖြိုး။ ဘာမှမရှိပါဘူးကိုပါတူอืมဒါဆိုရင်လည်းပြီးရောလေနုံနုံကြာကြာတော့နေကြဗျာအိတ်ချင်ရင်လည်းတယောက်တည်းလဲအလှဲ့ကြအိတ်ပေါ့အားလုံးတော့မအိတ်ကြနဲ့နော်ကိုပါတူစကားကြတော့အုံမောင်ဆိုသူမအမလီကိုပါတူရဲ့မအိတ်ရဲပါဘူးဗျာအားလုံးလည်းမအိတ်ရဲပါဘူးတယောက်တည်းလဲလည်းမအိတ်ရဲပါဘူးဘာဖြစ်လို့လဲဆိုရင်ဟိုတနေ့ကအနောက်ဘက်ကင်းကိန်းမှာထွန်းပေလှမောင်လေးနဲ့လှာဦးတို့ကင်းသားတုံးရောက်အိတ်ပြော်နေလို့တဆင်းကကြောက်ကိုရိုက်ပြီးနှိုးတဲ့ရင်ဒါကြောင့်မအေးရဲပါဘူးကိုပါတူရဲ့ ောက်တနေ့အိမ်တင်ရောက်မှပဲစိတ်ချလက်ချအိပ်ပါတော့မယ်။ပုံမောင်ဤအနန္တကြားပြောဆိုနေသောစကားသံများကိုကြားသောအခြားကင်းသားများလုံးဝမရိပ်မိလေကြ။သို့သောဘာကြောင့်လဲမသိကိုဘတို့အကြည့်တစ်ချက်ကကိုဘဖြူကန်တို့ရောက်ရှိသွားသည်။ကိုဘဖြူပြုံးလိုက်လေ။ကဲကဲတခြားကင်းနေစီကိုလှည့်အောင်မယ်။ကိုဘတို့စကားဆုံးတော့အုံမောင်တို့ကင်းကိတ်စီမှထွက်လာခဲ့ကြလေနီကိုဘဖြူမှာနောက်ဆုံးက ဖြစ်လေ စကားပြောပြောနဲ့ခြုံပုတ်ခြုံရွယ်ပေါင်းမြတ်များကိုကြော်ရင်လာခဲ့ကြလေသည်ဒီတခါစင့်မြေကင်ဂိတ်သည်ကာတင်းညိုင်းဆက်မှဖြဲ့၍တွားရမည်အရှိတ်ဘက်မှကင်ဂိတ်ဖြည့်တဖြည်းဖြည်းရှောက်ရလာကြရင်အတက်ငယ်ကြတော့ကာတင်းညိုင်းရှိမှကြော်လာသည်ထို့စဉ်နောက်ဆုံးမှလိုက်လာသောကိုဘဖြူတယောက်တရှက်ရှက်နှင့်လိုက်လာသောခြေတံတစ်ခုကိုကြားလိုက်ရ၏ထို့ကြောင့်အနောက်ဘက်သို့လှည့်ကြည့်လိုက်ကရှက်လိုက်သည်သို့သောဘာမှမတွေ့ရကြားရသောခြေတံသည်လည်းပျောက်၍သွား၏ ရှေ့သို့ဆက်၍တွား၏မကြမီနောက်မှလိုက်လာနေသောခြေတံကိုဒုတိယကြိမ်ထပ်၍ကြာရပြန်သည်ဒီစကြိမ်တွင်တော့ကိုဘဗျူရှေ့မှတွားနေနေသောကိုဘဒူတို့အဖွဲများကိုအတန်းပြုလိုက်သည်ဟေးဘတ်တူရေဘတ်တူကိုဘဗျူ၏ခေါ်တံကြောင့်ဘာလဲဗျကိုဘဗျူခခဏရကြပါအောင်ကွာငါနောက်ကိုလိုက်လာနေတဲ့ခြေတံလူလူကိုကြားပြီလို့ကွာကင်းစစ်အဖွဲများအလုံးရက်လိုက်ကြသည် နောက်တော့ကြည်ကြ၏ဘာမှမတွေ့ အတမင်းလင်းမကြရလေတော့ပဲရှိသူစဉ်ကိုဘဖြူကောင်းမမစပင်များသည်မိုးပေါ်တို့ထောင်ငါသွားသည်ဟုထင်လိုက်မိကျက်သိမ်းများပင်မိမိနောက်တို့တဖြန်းဖြန်းထလိုက်ကိုဘဖြူတယောက်တိလိုက်ပါလေသည်မိမိနောက်တို့အကောင်မဲလိုက်လာခြင်းပင်ဖြစ်လေသည်အဘဲကြောင့်ဆိုပါလင်မိမိသည်တမိုးအမိန်ဖြင့်တခိုးဖမ်းပေးရန်နှင့်အိမ်နေသောကင်းသားများကိုနှုတ်ပေးရန်ကောင်းဆိုထား၏ထို့ကြောင့်ကိုဘဖြူအတန်ကိုမြင့်လိုက်လေသည် ဟဲ့အောင်လေမင်းတို့ငါတို့နောက်ကိုလိုက်မလာကြနဲ့လေမင်းတို့ခုဒီတခိုးလဲဖမ်းမပေးသေးဘူးစကားဆုံးတော့အနာရင်ရှိနေတော့ဘိုးမကမင်းကြီးတပင်ကလှုပ်လှုပ်ရှားရှားရှိန်ထိုးသွားသည် မကြမီအရှိဘက်ကင်းဂိတ်စီတို့ဤကပ်လာ၏ထို့ကြောင့်မိမိရှိမှသွားနေသောကိုပါတူကင်းဂိတ်စီတို့အတန်းပြုတ်လိုက်လေပင်ကင်းသမားရဲ့ရှာဟိဘသူတွေလဲကွာတို့ဇင်းရော်တွေဟိအားလုံးစကားဆုံးတော့ဓမ္မီအောင်များဟိုမဒီမဝင်လက်သွားသည် ိုဘာဒူရောလူစုအရှိမဲ့ကင်းစခန်းများစီတို့ဝင်ရောက်ခဲကြလေတော့ဤမိုးလင်းလူလူရှိလာမှတညာလုံးအင်ဂရီကောင်းနေခဲ့သောမိုးကကန်တင်တစ်ခုကိုချိုးချလိုက်သလိုတဝဝရွာသွန်းလိုက်သည်မစင်တရားလက်မနာကြီးကိုကြည်လိုက်သည်နက်နက်၄နာရီထိုးနေလေပြီနက်နက်၄နာရီမှ၅နာရီအထိတာဖြစ်သည်မစင်ဤဂျူတီမှာနက်နက်၄နာရီမှ၅နာရီအထိတာဖြစ်သည် ဇနေညာတာဝန်ကျနေသောကင်းသမားများမှာမိမိတာဖြိုးနဲ့ပီတိုးတို့သုံးယောက်ဖြစ်၏ပီတိုးနဲ့တာဖြိုးတို့မှာညာပိုင်းကင်းတာဝန်များဖြစ်၍မိမိသည်နံနက်ပိုင်းတာဝန်ကိုယူခဲ့သည်မကြခင်ကပင်ကင်းကျူတီချိန်ချိန်သွားသောတာဖြိုးမှာပီတိုးနှင့်အတူအိပ်ပျော်လျက်ရှိနေ၏တောတောစွာတော်နေတော်မူကနိုင်ဝက်ကသာရှိသောတီကနေရဲ၍သွားသည် ထိုချိန်တွင်မိုးမကမြိုင်တော်ရန်ဘက်စီမှအတန်းခက်တက်တဲ့တခုကိုကြားလိုက်ရသည် အမလီတေးပါပြီဗျကြောက်ပါပြီဗျထိုတန်များကြောင့်မစင့်တယောက်အမောင်ကြီးများဘက်စီတို့စူးစူးဆိုင်ဆိုင်ကြည်ရင်အကဲခတ်လိုက်၏အတန်သည်တိတ်၍သွား၏မိုးသည်တဲတဲမဲမဲမဟုတ်တော့လဲပြန်၍ရွာလာပြန်လေသည် ထိုမိုးလေများကြားထဲတွင်ဒုတိယကြိမ်ထိုတန်ကိုထက်၍ကြားရပြန်လေသည် အမလီကြောက်ပါပြီဗျနောက်မခိုးတော့ပါဘူး ီတစ်ခါရင်တော့ငစင်တယောက်မှမနေတာတော့ပင်မနာရင်အိပ်ပျော်နေတော့ပီတူးနဲ့တာဖြူတို့အားနှိုးရလေတော့သည်ဖေးပီတူးနဲ့တာဖြူခါထထားကြအောင်ကွာကိုမုံမခတော်တဲ့မဲ့မှာလူတယောက်အော်တယ်ကြတယ်ပတ်တိကြရအောင်ကွာမစင်နှိုးတော့ကြောင်းပီတူးနဲ့တာဖြူတို့နဲ့အိယာမှနှိုး၍လာကြသည်ကဲပီတူးကကင်းထဲမှာကျင်ခဲ့ငါနဲ့တာဖြူသွားကြည့်မယ်လက်နိုင်တမီများကိုစီယူကလူတယောက်အော်တန်ကြရသည်ဝမခောင်ညာတော်ရန်ဘက်စီတို့ထွက်လာခဲ့လေသည် မူဒီဆဲစားပြု၍သွား၏တဖွဲ့ဖွဲ့ဆွေနေသော54များကတပေါက်ချင်းကြလျက်ရှိ၏မူမကမြိုင်တော်ရန်ရှိသူအယောက်ငစစ်မလက်နိုင်တမီဖြင့်ထိုးရ၏တဆက်တဲရှောက်လာခဲ့သော ခြေလမ်းများကိုလည်းရက်လိုက်၏ထို့စဉ်ဓမီရအောင်မှမြင်လာရသည်မှာကတော့ဟောဒုတိယမူမခပင်ကြီးအောင်၌ဒူးတုတ်ရဲ့ထိုင်နေသည်ကို တွေ့ရလေသည်ငစစ်နှင့်တာဖြိုးတို့ထိုလ်လူနာတို့ဓမီများထိုး၍ရောက်သွားကြသည် ထို့သူမှာတဆက်ဆက်တုံးကားနေလိမ့်မူရည်များသည်တကူလုံးရွှဲဆိုနေအတော်လဲချမ်းနေပုံရလေသည်ကာဖြိုးကမေးလိုက်ဟေးရမင်းကဘာတူလဲကွာကားပစ္စည်းတွေဝင်ဝင်ခိုးနေတာမင်းမဟုတ်လားဟုတ်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်မညာပါဘူးကျွန်တော်ကိုလည်းမရိုက်ပါနဲ့တော့ကျွန်တော်ကိုတက်ဆိုင်ရကိုပဲပို့ပေးကြပါတော့ဗျာတခိုးကြီးပြောကြလာတော့စကားကြောင့်နေပါအောင်ကွာမင်းကိုမရိုက်ပါနဲ့လို့ဆိုရအောင်တို့ကခုမှလာတာကွာမင်းကိုလက်ဖျားနဲ့တော့မထီရသေးဘူ မင်းတို့တို့လုံးဝမရရသေးဘူးကွာဟင်ဒါဒါဒါဆိုကျွန်တော်ကိုရိုက်တာဆရာတို့မဟုတ်ဘူးလားဘယ်မှာတို့ကရိုက်ရမှာလဲကွာခုမှဒီမုံမကဒေါ်ရန်ဘက်ကအော်တန်ကြားလို့ဗာလဲဆိုပြီးတို့ကလာကြည့်ရာခုမင်းတို့ဒီလိုအဖြစ်နဲ့တွေ့ရတာပဲဒါဆိုမင်းတို့ဖန်တာတာဘာလို့လဲကွာကျွန်တော်လည်းပြောတတ်တော့ပါဘူးဗျာကောင်းဝင်တဲ့မှာကပ်ပစီကိုဝင်ဝင်ခိုးနေတာကျွန်တော်ပါဒါမှလည်းကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးစိုးပင်နဲ့မောင်ပြူစိုးတဲ့အဖေါ်နှစ်ယောက်လည်းပါပါတယ်သူတို့ကအပြင်ကဆောင်နေကျွန်တော်ကအထဲကိုဝင်ပါတယ် ဒီညနှစ်နာရီတပတ်လောက်မှာကားဝင်းထဲကပစ္စည်းတွေကိုဝင်ခိုးဖို့နိုင်ငံကနေကြော်ရီးတက်မှာမင်းမဲတဲ့တန်တစ်ခုကကျွန်တော်ကိုရိုက်ပုတ်ပြီးဒီမိုပုကားဘင်ကြီးအောက်မှာဒူးထောက်ထိုင်ခိုင်းကြတာပါပဲဆရာတို့ရဲ့တခုရဲ့စကားဆုံးမှာတော့တာဖြိုးနဲ့ငဆင့်အုံနောက်များပြင် ခြောက်ညင်းတလူလူဖြစ်သွားကြသည် အတွေးကိုစီဖြင့်လဲမှတ်ချက်ချလိုက်ကြ၏ဖြင့်နဲ့မင်းမဲတဲ့တန်တစ်ခုကရိုက်နေပြီးဘိုးမခပဲအောက်မှာထိုင်ခိုင်းတာတဲ့အဲ့ဒီຢာကဘာများပါလဲကဲကဲအချိန်မရှိဘူးမင်းဂိတ်ကိုလိုက်ခဲ့မင်းကိုရုံးပို့ရမယ် ပါဖြိုးနှွေကျူးများကိုဖြည့်၍ကင်းကိတ်စီသို့ခေါ်ဆောင်လာသည်နက်နက်လေးနေ့ခါတွင်တော့မော်တော်ကားတင်ရိုက်စီမှကားပစ္စည်းများခိုးနေသောတကူအားညကဖမ်းမိပြီဟုသော သတင်းတရက်ကမော်တော်ယာဉ်တံဝင်းတစ်ခုလုံးသို့ပြန်၍သွား၏လူတိုင်းစိတ်ဝင်စားသွားကြ၏အကြောင်းမှာဖမ်းမိလေသောတကူမှာမော်တော်ယာဉ်ကားဝင်းထဲသို့ပစ္စည်းများခိုးရန်ဝင်ရောက်စဉ်တွင်မင်းမဲတရံတကူကဖမ်းစည်းရိုက်ပုတ်၍တစ်ပင်အောက်တွင်ထိုင်ငိုင်းသားသည်ဟူသောဖြစ်ရကြောင့်ထွန်းဖေးနှမောင်လေးနှင့် လာဦးတို့သုံးဦးအော်မဆုံဖြစ်နေကြ၏ဖေဟာလောက်မောင်လေးင်းကြပြီဗျာကွာမော်တော်ယာဉ်ကားဝင်တဲ့ကိုဝင်ကိုတဲ့တခုကိုဖမ်းတာအရင်မဲမဲကောင်ကြီးရဲ့ကွာဟေးဟုတ်လားဒါဒါဆိုရင်အနောက်ဘက်ကင်းကင်းမှာတာဝန်ကြရင်အိပ်ပျော်နေတော့ကတို့လက်ဝါးနဲ့ရိုက်ပြီးနှိုးရလဲဒီမဲမဲကောင်ပဲဖြစ်ရမယ်ခွန်ပေလာဦးလောက်မောင်လေးတို့ဤဝေပန်သုံးသက်မှုများကိုတော့တစိုးတစိမြဝင်ရောက်မပြောဆိုပဲနှုတ်ဆက်ရင် ပြုံးနေသည့်သူနှစ်ယောက်မှာကိုဘတူနှင့်ကိုဘဖြူတို့သာလျင်ဖြစ်ကြလေနီအကယ်၍သာမော်တော်ယာဉ်ကားဝင်းထဲမှကားပစ္စည်းများကိုခိုးယူနေသောတကူအားဖမ်းမိရန်ကင်းသမားများအိမ်ငိုက်အိပ်ပျော်နေလင်းလဲဇိုက်ပုတ်နှိုးပေးပါရန်ပရလောကသားများအားကိုဘတူနှင့်ကိုဘဖြူတို့လုံခြုံရေးမှုနှစ်ယောက်အခုညီတောင်းခံခဲ့သည်ဆိုသောအဖြစ်ကိုထွန်ဖေးလှဦးလှမောင်လေးတို့သုံးယောက်တီးခဲ့ကြမည်ဆိုပါလေလျင်နော်ဇလန်လေးကတော့အိန္ဒိယမှာပင်ပြီးဆုံးသွားပြီဖြစ်ပါရဲ့ခင်ဗျာ ယခုဇာလန်းလေးကိုရေးသားသူစာရေးသူမင်းအောင်ကျော်ကိုလည်းဂါရဝပြုကျေးဇူးတင်ရှိရသလိုဇာလန်းလေးကိုပြီးဆုံးသည့်ကြီးနားဆင်ပေးသူအပေါင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိရပါရခင်ဗျာ